အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေအားလုံးကိုကျေးဇူးလိုက်ပါရယ်။ရဲ့ချင်ခါမဟုတ်မူကြီးရေရှမ်းတာဗုံတန်းဝေရောက်မှုဖြစ်ပေါ်လာတာခဏခဏမြင်ငလင်ဖြစ်ပေါ်လာတဲ့အရာတွေကိုကျွန်တော်တို့ကြုံတွေ့ခံစားနေရတာဖြစ်ပါရယ်။ မိုးရွာချင်းခါနဲ့ကြော်လွန်ပြေးမှာမိုးရွာလာတာတွေအရင်2024ခုနှစ်မှာဒီဒူဘိုင်း UAE နိုင်ငံမှာမိုးတဲတန်စွာရွာနှုံးမှုကြောင့်လမ်းမပေါ်မှာရေကြီးရေရှမ်းမှုတွေဒီမျိုးကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။နောက်တင်းလင်းလင်ကနိုင်ငံမှာဆိုရင်လည်းနင်းကြလာတွေဒီမျိုးကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။တို့မှာနင်းကြလာတစ်ခါမှမကြုံဘူးတဲ့အရာလည်းဖြစ်ပါတယ်။ဒါပေမဲ့ဒီနင်းကြမှုတွေကြုံတွေ့တဲ့အခါမှာတို့မှာအော်အလက်ကြီးဖြစ်သွားခဲ့ရပါတယ်။ဒါတို့ကဘာကြောင့်ဖြစ်ပေါ်လာရလဲဆိုတဲ့အရာကိုကျွန်တော်ပြောပြတော့မှာဖြစ်ပါတယ်။ဒါကြောင့်အဆုံးထိလက်ကြီးဖွင့်ရ ်အတွက်ဖိတ်ခေါ်လိုပါတယ်။ဒါတွေဟာ higher frequency at the Aurora Research Program စက်ကြီးကြောင်းပဲဖြစ်ပါတယ်။ကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်လည်း2017ခုနှစ်ကနေစပြီးမှတနည်းတမျိုးငိုကြီးလေကြီးပုံတန်းဒေတာတွေနေငလင်တန်းတွေကျွန်တော်ခန်းစားနေရတာဖြစ်ပါတယ်။ဒါကြောင့် higher frequency at the Aurora Research Program ကိုအတူတောင်းနေပြီး HNRP ကျွန်တော်ခေါ်ဆို နေတာဖြစ်ပါတယ် KNRP ဂျီဆက်ရဲ့လှုပ်ဆောင်ချက်တွေဟာဝုံဝင်ရတဲ့ data မှာဝုံဝင်ချလို့ရတယ်နေမကြတဲ့နေရာမှာနေချလို့ရတယ်နောက်ပြီးမုန်တန်းတွေဖြစ်ပေါ်စေတဲ့ဝန်လေဝါဒစဉ်းစားကြည့်ပဲဖြစ်ပါတယ်ခုမြင်တွေ့နေရတဲ့ပုံဟာဆိုရင်လည်းကပ္ပတန်လက်စခွင့်ကြည့်ပဲဖြစ်ပါတယ်ဒီပင်အားရှိတဲ့တန်လက်စခွင့်တွေကိုဒီ HNRP ငါတစေကျင်းလုံးတွေထုတ်လိုက်တဲ့အခါမှာဒီတန်လက်စခွင့်တွေဟာရန်တာတွေတင်ဆောင်တာတွေဖြစ်လာမှာဖြစ်ပါတယ် ။နောက်ပြီး HNRP ကြောင့်ဒီမိုးတင်တွေပြောင်းလဲသွားကမိုးလအခြေအနေမဟုတ်တဲ့မတူပေးပြတဲ့အရာတွေကိုလည်းဖြစ်ပေါ်စေတဲ့အရာဖြစ်ပါတယ်။ခုမြင်တွေ့နေရတဲ့အရာတွေဆိုရင် HN NRP ရဲ့လုံဆောင်ချက်ကြောင့်ဒီမိုးတင်တွေပြောင်းလဲနေတာဖြစ်ပါတယ်။နောက်ပြီးဆန်ကလုံးပုံတန်းတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်။ဒါကြောင့်မုံမရတဲ့ဒေတာနိုင်ငံမှာဒီဆိုရင်မုံရလာတာတွေမုံတန်းတွေဖြစ်ပေါ်လာတာတွေဘက်ထရီစုကျူးတွေရှိလာတဲ့အရာတွေကိုကြုံတွေ့နေရတာဖြစ်ပါတယ်။ ယာတီချင်းကမဟုတ်ပေယာတီဥဒုဆိုးရလာတာကိုပြောချင်တာဖြစ်ပါတယ်။ဒါကြောင့်လက်ရှိပုံမှန်မဟုတ်တဲ့ယာတီဥဒုဟာဆိုရင် HANRP ရဲ့လုံဆောင်ချက်ကြောင့်ဆိုပြီးမှတို့တို့ပြောဆိုလို့ရတာဖြစ်ပါတယ်။ခုဗီဒီယိုဟာဆိုရင်လည်း HANRP ရဲ့တွေ့ရဲ့လုံဆောင်ချက်ဆောင်ချက်ဖြစ်ပါတယ်။သူဟာဘယ်လိုမျိုးလုံဆောင်လဲဆိုတဲ့အရာကိုကြည့်တဲ့အခါမှာဒီဗီဒီယိုမှာရှင်းပြထားတာဖြစ်ပါတယ်။သူရဲ့လုံဆောင်ချက်ကတော့ဒီချင်းလုံးတွေကိုပုံမြင်တာတွေ နောက်ပြီးငေးကွေးတာတွေစံကြည့်ပြဖြစ်အောင်လေသူကတလန်းအားဖြင့်လုဆောင်နေတာဖြစ်ပါတယ်။နောက်ခုမြင်တွေ့နေရတဲ့ပုံဟာစင်လေ HNRP စစ်တွေတင်ဆောင်ထားတဲ့အနေနဲ့ဖြစ်ပါတယ်။ကမ္ဘာဝန်မှာဖြစ်ပြလာတဲ့ရေကြီးမှုငုံတန်းလန်းလုံးတွေဖြစ်ပေါ်လာတဲ့အရာတွေဟာဆိုရင်တဏ္ဍာန်နဲ့တဏ္ဍာန်အပြန်လာတက်ခတ်မှုတစ်ခုလို့ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ HNRP က ရာဒီဥတုကိုပြောင်းလဲစင်နေတဲ့စူးရွားစေတဲ့ကြောင်းဒီအချင်းချင်းတဏ္ဍာနဲ့တဏ္ဍာန်တက်ခတ်မှုလို့လားဆိုတဲ့အရာကိုကျွန်တော်တို့သိဆနိုင်ပါတယ်ကိုမြင့်တွင်နေရတဲ့ဗီဒီယိုဟာဆိုရင်တရုတ်နိုင်ငံဟာမိုးတင်ဖန်တီးမှုအပညာဖြစ်မိုးရွာသွန်းလာစေရန်ကြိုးစားလှုပ်ဆောင်နေတဲ့အရာလေးဖြစ်ပါတယ်။ ။ဘာကြောင့်လဲဆိုရင်တရုတ်ဟာရာသီဥတုကိုထိန်းချုပ်မှုဆိုပြီးဒေါ်လာ168တန်းရင်းနှီးမြှုပ်နှံလက်ရှိပါတယ်။နောက်မိုးရွာလာအောင်ဒီငွေရောင်အိုက်ဒိုတိုက်များကိုဖန်တီးပြီးမှအကောင်းကြီးတို့ပြည့်ကျဲချင်းဖြစ်မိုးရွာတွန်းလာအောင်လှုပ်ဆောင်တဲ့ညပညာပြည့်ပြည့်ဖြစ်ပါတယ်။အကောင်းလှုပ်ဆောင်ချင်းဖြစ်မိုးဒါမှမဟုတ်ညညာကိုမတော်ဝါလာဖြစ်ပါတယ်။ဒါကြောင့်တရုတ်ဟာအန်ချိန်55ဒီဂရီခန့်ရှိသောမိုးတွေကိုနေ့စဉ်ဖန်တီးနေကြောင်းဒီမှာဖော်ပြနေတာဖြစ်ပါတယ်။ 2019ခုနှစ်မှာဆိုရင်လည်းအန်ချိန်180ဘီလီယံအဝင်ခဲ့တာဖြစ်ပါတယ်။ခုချိန်မှာဆိုရင်သူတို့ရဲ့လုဆောင်မှုတွေ project တွေဟာပုံမှန်ပြီးမှလုဆောင်နေတာဖြစ်ပါတယ်။အကြောင်းအရာဒီဥလို့ပြောင်းလဲခြင်းဌာနဟာသူတို့မှာတန်တော်တန်ပေါင်း3,500ဘလို့ထပ်ထားလက်ရှိချောင်းပေါ်ပြနေတာဖြစ်ပါတယ်။ ဒီမိုးလင်ဝါတာပြုပြင်ရဲ့ဆက်ကြီးအားဖြင့်သူတို့ဟာလက်နဲ့တခွင်နဲ့အသုံးပြုခဲ့တာဖြစ်ပါတယ်အသုံးချနိုင်တာဖြစ်ပါတယ်ဒါကြောင့်ရန်ရာတွေကိုကျွန်တော်နောက်ဗီဒီယိုမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အပြင်လည်းကျွန်တော်တင်ဆက်ပေးထားတဲ့အကြောင်းအရာအပြင်ဘို့သူတဲ့ပုံစံဖို့ရသွားလို့ရှင် subscribe လုပ်သွားဖို့ပြင်ရက်တောင်းဆိုပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်